ဒီနေ့ဟာ2025ခုနှစ်မေလ17ရက်တနင်္ဂနွေနေ့မြန်မာတက္ကသိုလ်1380ခုနှစ်ခုနှစ်ကစုံနာပြည်ညောင်ရုံသုံးပွဲတော်နေ့မင်္ဂလာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဗီဒီယိုရီယာမီဒီယာနဲ့အောင်ထူးဆန်းဗီဒီယိုရီယာကကပူးပေါင်းပြီးတော့မနေ့စန်နိုင်တိတိမှာဒကြီးလေးပါဆွတော်ကြီးကတ်လှူပြီးဒီနေ့ညောင်ရုံသုံးပွဲမင်္ဂလာကြီးကိုဆင်နွှဲမှာဖြစ်တဲ့အတွက်ဒီနေ့တအားလုံး ကံတရားရဲ့အေးချမ်းမှုတွေရဖို့အတွက်အရေးအဝါသာကောင်းတွေရဖို့အတွက်အောင်မြင်ချမ်းသာဖို့အတွက်ညောင်ရီသုံးပွဲကိုကြွားအောင်ခဲ့ဖို့လဲဒီနေ့အနေနဲ့တစ်ဆင့်ဖိတ်ကြားလိုက်ပါရခင်ဗျာဒီနေ့တော့ခုနှစ်သားမီးအလုံးလို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့မြင်းကိုစီးပြီးအောင်ပွဲခံတဲ့မျိုးသားမင်းရဲ့တင်ကြတဲ့နမိတ်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဟာခီးကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်မယ်ရံဝေးရောက်နေတဲ့သူတွေဆီကနေအဆက်အသွယ်ကောင်းတွေသတင်းကောင်းတွေရမယ် လူမျိုးချလို့တိုင်းရင်းသားနဲ့ပတ်သက်ပြီးတော့အကျိုးပြုမယ်နိုင်ငံခြားရောက်နေတဲ့သူတွေစီကနေကောင်းတဲ့အဆက်အသွယ်မျိုးတွေရပါလိမ့်မယ်ရင်းဆက်ပစ္စည်းကိစ္စတို့မော်တော်ကားကိစ္စတို့အခွင့်အရေးကောင်းတွေပေါ်ပါလိမ့်မယ်ဒီနေ့တော့မီးရှုတန့်စင်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ဆိုရင်တော့ဒီနေ့ဟာမဟာမုတ်ပေတဲ့နီးအရာတနင်္ဂနွေနေ့ဘွားဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောတရားဟာငယ်စဉ်မှချူချာတော်လဲကြည့်တဲ့အခါမှာဇွဲလုံးလာဝိရိယကိုအကြောင်းပြုပြီးအောင်မြင်ချမ်းသာမဲ့ အမျိုးကောင်းသားသမီးများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့မှကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ကတော့ဒီနေ့ကစပြီးတနှစ်တာလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရဖို့ကုသိုလ်ရရရာဖြစ်နေကတော့ဒီလိုနေ့မှမနဲ့စောစောမြတ်စွာဘုရားရှင်ကိုရေချမ်းဟိုးတိုးလှူဒန်းခြင်းဤစတဲ့ဘုရားစီတီပတော်နှင်းကညောင်မင်းကိုညောင်ရင်သွင်းခြင်းနဲ့တိလရှင်ဆရာလေးတွေကိုစံကိုးပြီးလှူဒန်းခြင်းအားဖြင့်ကောင်းသောကံတရားအခွင့်အကောင်းတွေရပါလိမ့်မယ်ဆိုတဲ့အကြောင်းမွေးနေ့ကုသိုလ်ရရရာဖြစ် ါဏလမ်းညွန်ပြုလိုက်ရပါတယ်ဒီနေ့အကျိုးပေးစုံမကဏ္ဍနေရာတော့၃ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးကံအထူးကောင်းဖို့လို့အတွက်ကတော့ရေတတော်ရည်ဖြစ်တဲ့ငါးရည်လေးတွေကိုအစာဒါနပြုခြင်းအပြင်ငွေကံအထူးကောင်းပါလိမ့်မယ်ဈေးဆိုင်နဲ့စတိုးဆိုင်နဲ့ကုန်းစုံဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စားသောက်ဆိုင်တွေမှာရောင်းပန်းတာဝယ်ပန်းလုပ်ဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာတော်ကိုဒီလိုနည်းမျိုးမှာအချွေအနှဲငယ်ပပြန့်လိုက်ခြင်းအပြင်လူစီကားပြီးရောင်းပန်းတာဝယ်ပန်းလုပ်ပါလိမ့်မယ် အယောက်တိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်းဒီလိုနှမျိုးမှတပြေညွန့်လေးတညွန့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောက်သွက်အယောက်ထွက်သွားပါလိမ့်မယ်ထို့သူအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငပြောဖူးမှရေးပြီးတော့ညနေပိုင်းရေစည်းကိုမျှော့ပလိုက်ပါခင်ဗျာကျမကြီးညနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့ကျမကြီးအတွက်ဓာတ်စာဖြစ်နေဒီလိုနှမျိုးမှဖယဲသည်အနေငယ်စားပြီးကျမောင်ဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ အချိန်မြတ်တိုင်းအိမ်တော်ကြီးအစဉ်ပြေအေးချမ်းမှုတို့ကတော့မနေ့စောစောမှာအချိုးကြီးနှမျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအချိန်မြတ်တိုင်းအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့ဆုတောင်းလိုက်ပါခင်ဗျာ